ရတဲ့အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တမပြန်လဲကျွဆွန်လိုက်ပါရှင်ကျမတို့ channel လေးကနေနေစင်ပြင်းရင်းပြပါတဲ့များကျောင်းရေးတဲ့များနဲ့အနောက်ဆုံးရေးတဲ့များကိုအချိန်နဲ့တပင်းကြီးစတဲ့တက်ဆက်ပြီးတော့မှပြပါရှင် ရခိုပရမောစွာစားတက်တက်စပင်မဲ့တရင်ကြရကတော့စစ်ရှုံးရေးပြန်လုပေးလိုက်တော့စစ်ကောင်စစ်တပ်ဖွဲ့များနဲ့၎င်းတို့ရဲ့မိသားစုများကို စစ်ကောင်ဆောင်ကစိတ်ဓာတ်မြင့်တင်ရန်ဘွဲတစိတ်များကိုပေးအပ်ခဲ့တဲ့ဆိုတဲ့တဲ့နယ်ပဲဖြစ်ပါရယ်စကောင်စီကိုအထိနာစေတဲ့တစ်တုံညာနှစ်ခွန်စစ်စင်အတွင်မှာဖမ်းဆီးခံခဲ့ရပြီးနောက်ပြန်လုပေးလိုက်တော့စစ်ကောင်စစ်တပ်ဖွဲ့ဝင်နဲ့မိသားစုများကိုစိတ်ဓာတ်တွင်မြင့်တင်တဲ့အနေဖြင့်တပ်မတော်နေ့မတိုင်ခင်မှာဘွဲတစိတ်များပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းစီရီယံအရာရှိများ ထံမှသိရှိရပါတယ်။စကောင်းဆောင်ဘုချုံမကြီးမရလိုက်ကကာကွယ်ရေးနဲ့လုံချုံရေးတာဝန်များကိုဆွတ်ဆွတ်တမန်ထမ်းဆောင်တဲ့သူများကိုဆိုကဘုံမူကြီးဘုံမူချုံသူ့ဘုံမူကြီးအပါဝင်လူပုဂ္ဂိုလ်90ကျော်အားဂုံတူဆောင်ဘဒစင်များပေးအပ်ချင်းမြင်ခဲ့ကြောင်းသိရှိရပါတယ်။ အစမပွဲတစိမ်းများကိုပုံမှန်အပြင်စစ်ကောင်စီအခေါ်တက်မတော်နေ့တော်လိုင်းရင်းနေတွင်ပင်အပ်နေရှိတော်လည်းပဲယခုအခါမှာနှစ်ပတ်ဆုံးပြီးတော့မတ်လ17ရက်နေ့ကပင်အပ်ခဲ့ပြီးအများစုမှစစ်စင်ရဲ့အတွင် ပြန်လွတ်လာသူများနဲ့ဇနီးနဲ့တာသမီမိသားစုဝင်များပါဝင်တဲ့ကာကွယ်ရေးဌာနမှဖြစ်ကြောင်းသိရှိရပါတယ်။ စိတ်ဓာတ်ပိုင်ဆိုင်ရာအောက်ဆုံးထိုးဆိုင်နေတဲ့အချိန်မှာဒီလိုဘွဲတစိတ်တွေပေးပြီးစိတ်ဓာတ်ကိုပြန်မြင့်တင်တဲ့သဘောတရားတစ်ခုပါပဲအများစုကရှင်းမြေပြင်မှာလူတွေထပ်ပြီးတည်ရင်ဌာနချုပ်တွေဝင်တိုက်ခန့်ခဲ့ရတဲ့အခါမှာအသက်ရှင်ချမ်းရခဲ့တဲ့ဇနီးမယားတွေဖြစ်ပဲဖြစ်ပါတယ်ဟိုစီရန်ဘူဂျီလင်းထက်အောင်လည်းပြောဆိုထားဖြစ်ပါတယ် ထို့သူများကဆိုလို့ရှိရင်တစ်တုံညာနှစ်ခွန်စစ်စင်အတွင်စစ်ကောင်စီရဲ့လက်အခံတက်ရင်ဌာနချုပ်များဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်ကြော်လိုင်းရင်အားစုများကပြန်လွတ်ပေးလိုက်သူများဖြစ်ကြောင်းတမရတာစီရင်အရာရှိများရဲ့ပြောကြားချက်အရာတရှိရပါတယ်မမာရီစစ်သားများတွေရောဒါသမီးတွေရောပါဝင်နေပါတယ်စိတ်ဓာတ်မြင့်တဲ့အနေနဲ့သူတို့အလျင်မြန်လှုပ်ပြီးတော့ဖွဲ့စည်းပုံပြက်နေပြီလို့ပြောလို့ရမယ်ဟုလောက်တဲ့ရင်တမရတော်သားစီရင်ဘူကြီးစင်ရောလည်းပြောဆိုထားဖြစ်ပါတယ် အာနာဒိုင်းစကောင်စီကမူတမရဆိုင်ရာစွန့်ရတတိဂုံသူဆောင်ဒူရာပွဲတူရဲကောင်မတန်တင်း ်တစိမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဆိုင်ရာစွန့်ရီတတိကုံတူဆောင်ရဲဘလတစိစွန့်ဆောင်မှုဆိုင်ရာကုံတူဆောင်စီမံထူချွန်မှုတစိပထမဆင်တတိယအဆင့်တကိုပေးအပ်ခဲ့ကြောင်းထုတ်ပြန်ထားလည်းဖြစ်ပါတယ်။ထို့ပြင်ယခုအခါပညာရဲ့ဆိုင်ရာနည်းပညာထူချွန်တစိပထမဆင်တတိယဆင့်တကိုပါထက်တွင်၍လက်အောက်ခံကာကွယ်ရေးဝန်ကြီးဌာနမှဗိုလ်မှူးချုပ်လေးဦးနဲ့ဗိုလ်မှူးကြီးဒုဗိုလ်မှူးကြီးဗိုလ်မှူးဗိုလ်ကြီးစသည့်တို့ကိုပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့စစ်ကွန်မြူနယ်လက်ပံရလက်ပံလာရရှိလူစီကားရာဈေးဆိုင်တန်ကိုစစ်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်ဖြစ်ပုံချက်တက်ခတ်မှုကလေး၂ဦးအပောင်းဝင်ပြည်သူ၁၁ဦးသေဆုံးသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းစစ်ကွန်မြူနယ်လက်ပံလာရရှိလူစီကားရာဈေးဆိုင်တန်ကိုစစ်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြစ်ပုံချက်တက်ခတ်မှုကလေးငယ်၂ဦးအပောင်းဝင်ပြည်သူ၁၁ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြောဆိုထားဖြစ်ပါရှင်။

မစလာဆန်ရဲနေမွန်နဲ့၃နိုင်ခန့်တွင်စစ်ကူမျိုးနဲ့လက်ပံလာအခြေရရှိလူစီကားရာဇိဆိုင်တန်းကိုအကြံပေးစတကတိုက်ပွဲဖြစ်ပွားရှိမှရှိပဲဒေအဖြစ်ပုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အကြံပေးစတရဲ့ပုံချက်တိုက်ခိုက်မှုအတွေ့ကလေးငယ်နှုတ်အပောင်းဝင်ပြည်သူ၁၁ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူ30ဝန်းကျင်ရှိခဲ့ကြောင်းသိရှိရပါတယ်အလားတူမတ်လ၄ရက်နေ့ကလည်းစစ်ကူမြို့နယ်လက်ပံလအခြေရွာကိုအကြံပေးစစ်တပ်က၄ရက်ပြေပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူနှုတ်ဦးတည်ဆုံ ွယ်ပြီးထိခတ်တရားရှိသူများလည်းရှိနေကြောင်းတော်လည်းတပ်ဖွဲ့များထိချုပ်စုမိုးချတဲ့နေမြင်များရှိတဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေးချောင်းတက်ခတ်မှုများကိုအကြမ်းဖက်စစ်ကောင်စီကပေါ်ပေါ်ထင်ထင်ကျူးလွန်လာသည်ကိုတွေ့ရှိနေရကြောင်းပြည်သူ့ကာကွယ်ရေးတမရော်မန်ဒရစ်ကပြောဆိုထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းစစ်ကူမြို့နယ်လက်ပံလရွာကိုအကြံပေးစစ်တပ်ကလင်းပြပုံချက်တိုက်ခိုက်ခဲ့ခြင်းကြောင့်လေးလအရွယ်ကလေးငယ်နဲ့ကလေးချောင်းအပောင်းဝင်ပြီးသူ29ဦးလည်းတိစုပ်ခဲ့ပြီး32ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့ကတိစုပ်သူအရေအတွက်တိုးလာနိုင်ကြောင်းစစ်ကူမြို့နယ်ပကဖအတရင်တာဝန်ခံကရန်ကုန်ခဲ့တဲ့တရင်ဌာနတို့ပြောဆိုထားဖြစ်ပါရယ်ရမန်နေမဆလဆလရဲ့နေ့မော်လတနရီဆလင်မနစ်ခန့်တွင်စစ်ကူမြို့နယ်လက်ပံလရွာကိုအကြံပေးစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးရင်ပြပုံချက် တက်ခတ်ခဲ့ခြင်းကြောင့်အကြံပေးဆက်တဲ့အပုံချက်တက်ခတ်မှုအတွင်းမှာ အသက်၄လအရွယ်ကလေးငယ်သူဦးနဲ့ကလေး၆ဦးအပေါင်းဝင် P2 29ဦးသေဆုံးခဲ့ပြီး P2 32ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါတယ်။တိခတ်တန်ရရှိသူ32ဦးတွင်လည်းအသက်အန္တရာယ်ဆိုးရင်ရတဲ့ပြင်းထန်တန်ရရှိသူများပါဝင်ပြီးတည်ဆုံမှုအရေးအတွက်ထပ်သွနိုင်ကြောင်းသူပြင်းပြည်သူပိုင်နေအင်းငါလုံးနဲ့မီးလောင်ပြာကျခဲ့ကြောင်းသိရှိရပါသည်။ စစ်ကွေးတွေကအကြောင်းမဲ့ပုံကျဲတိုက်ခတ်သွားတာပါထိခိုက်ဒဏ်ရာရှိတဲ့သူတွေထံမှာစိုးရိမ်ရဒဏ်ရာရတဲ့သူတွေလည်းပါဝင်ပါတယ်အခုအတိပြုနေတာက28ဦးပေါ့အသက်၄နှစ်အရွယ်ကလေးငယ်နဲ့ကလေး6ဦးလည်းတည်ဆုံမှုထံမှာပါဝင်တယ်လို့သိရပါတယ်တချို့သောရုပ်အလောင်းတွေကမီးလောင်ကျွမ်းသွားတယ်နံမြေရှင်တွေလှုပ်ပြီးရုပ်အလောင်းတွေရှိနိုင်အောင်မလားရှာဖွေနေပါတယ်ထိခိုက်ဒဏ်ရာရှိသူတွေကတော့32ဦးရှိပါတယ်နေအိမ်ငါးလုံးလည်းမီးလောင်ပြာကျသွားခဲ့ပါတယ်ဟုတ်စစ်ကွေးမြို့နယ်ပတ်ကဖာတရင်တာဝန်ခံကပြောဆိုထားဖြစ်ပါတယ် ဆက်လိုက်ပြီးတော့အေရဲ့ထိုးစစ်ကိုကာကွယ်ရတဲ့စစ်ကူဖြစ်တဲ့ရန်ရွှေတောင်းတဲ့လေရင်ကွင်းနဲ့ပြည်နယ်များအများသိဆောက်ပြီးစစ်လေရင်များစတဲ့ဆင်တနေပြီဆိုတဲ့တဲ့ကိုတက်ဆက်ပေးမှာဖြစ်ပါရှင်ပုဂိုလ်တိုင်းဒေတာအတွင်တွင်အေရဲ့ထိုးစစ်ကိုကာကွယ်ရေးစစ်ကူများအချိန်မီဖြစ်တဲ့နိုင်ရန်ရွှေတောင်မြို့နယ်တွင်လေရင်ပြေလည်အများဆောက်လုပ်ပြီးစစ်လေရင်ပြန်တန်းဆင်းတက်မှုများစတင်လှုပ်ဆောင်နေကြောင်းသိရှိရပါသည်။ ပုဂိုတိုင်ရွှေတောင်မြို့နယ်နဲ့တဲကုံမြို့နယ်အစပ်တွင်စစ်ကောင်စီကလင်းရင်ပြင်းလန်းတဲ့လင်းရင်ကွင်းတစ်ခုကိုအများဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်တွင်စစ်လျင်ပြန်တပ်စစ်တပ်မှုများကိုလုံဆောင်နေကြပြီဖြစ်ကြောင်းအေအေရဲ့ရှစ်တူးလာတဲ့ထိုးစစ်ကူကာကွယ်ရန်ရခိုင်နယ်ပုဂိုဒေတာများတွင်လေကြောင်းတက်ခတ်မှုများလုံဆောင်ရအတွက်စစ်တပ်ကရင်းနေရင်ကွင်းနယ်ပြင်းလန်းကိုအများဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်အဆိုပါနေရင်ကွင်းဟာရွှေတောင်မြို့နယ်ရန်ကုန်ပြည်အဝေးပြည်လမ်းကြီး အဝေးပြေလမ်းမကြီးတို့တိုက်ရိုက်သွားလာနိုင်တော်လမ်းများဖောက်လုပ်ထားပြီးလင်းကွင်းပြေလမ်းနဲ့အမြောက်တပ်များခြေနဲ့တပ်များစွာရှိနေကြတည်ရှိရပါတယ်။ လပိုင်းရက်ပိုင်းကာလအတွင်းမှာပဲရွှေတောင်မြို့နယ်ထဲမှာလေရင်ပြင်းတဲ့တခုကိုစစ်တပ်ကအမြန်ဖောက်လုပ်ပါတယ်အရင်ကလုံးဝမရှိပါဘူးအမြန်တိဆောက်ထားကြပါတယ်ညဖက်ဆိုရင်လေရင်အသက်အစင်းတွေလုံနေပြီလေရင်ကွင်းကိုစိုက်ပျိုးရေးရွာတင်နေကန်တင်ရွာဖက်ကနေဝေးပါတယ်ရခိုင်ပကူးနဲ့အညာဖက်ကိုအတိကလေရောင်စစ်စင်လုံမယ်လို့သိရပါတယ်သူနာမှာပဲဆက်ကဆရဲ့66နဲ့မလန်မကန်ပါပဲပြီးရင်းနေမြင်းနဲ့လည်းနှီးပါတယ်ဟိုရန်ကုန်ခေတ်ရဲ့တရေမြက်ကပြောဆိုထားဖြစ်ပါတယ် အေအေကတော့တောက်ကုတ်လမ်းပိုင်းမှာတစဉ်ပကိုးတိုင်းအတွက်တော့ဝေရောက်လာပြီးမိုးထစ်တောင်စကန်ကိုဇန်နဝါရီလ26ရက်နေ့ညောင်ကျိုးတက်စကန်ကိုမတ်လ12ရက်နေ့တွင်အတီတီတိတ်ပတ်ခဲ့ကြောင်းရေနောင်အေအေရဲ့ထူစစ်ကပကိုးတိုင်းအတွက်တော့တိုးဝင်လာနေကြောင်းသိရှိရပါတယ် ဆက်လက်ပြီးရန်ကုန်ရွင်ဘီးတွဲဆိုင်ကံများကိုဖမ်းဆီးပြီးစစ်တပ်အတွက်တရင်ပေးလုပ်ရန်စစ်မှုထမ်းတပ်သားဆွဆောင်ပေးရန်ဖိအားပေးချိန်ချမှုများပြုလုပ်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရန်ကုန်တိုင်းအတွင်းတွင်ဘီးတွဲဆိုင်ကံများကိုဖမ်းဆီးပြီးစစ်တပ်အတွက်တရင်ပေးလုပ်ရန်နဲ့စစ်မှုထမ်းတပ်သားဆွဆောင်ပေးရန်ဖိအားပေးချိန်ချမှုများဖြစ်ထွန်းနေကြ ဘေးရဲစကန်မောင်းနေတူတချို့ကရန်ကုန်ခဲ့တဲ့တင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်ရမန်နေမဆလ73နေနဲ့9နိုင်ခန့်မှာတေကန်ကျွန်းမြို့နယ်ဖယားလမ်းမပိုင်နဲ့ဇပြူဒိတ်လမ်းထဲတွင်အရက်ဝတ်လက်နက်ကိုင်ပြူစောချင်းများကပြည်သူများကိုဘေးရဲစကန်များကိုဖမ်းဆီးပြီးငွေညစ်ကံငွေချေးမပေးနိုင်ပါကစကန်ကိုတင်းယူသွားကြောင်းဆိုင်ရဲတင်းယူခံရသူများကိုစစ်တပ်နဲ့အရဲများကတရင်ပေးလုပီးရန်နဲ့စစ်မှုထမ်းတပ်သားဆူဆောင်းပေးမိဆိုရင်ဆိုင်ကင်များပြန်ပေးမိဖို့တင်သွင်းစည်းရုံးကြောင့်တရှိရပါတယ်။ တင်ကန်ကျော်ဖယားလန်မတ်တိုင်နဲ့စပြူဒိတ်လန်ထိန်နာလူမိုက်ပလွေကတ်ဒရီနဲ့ဆေးမီချောင်တွေထိုးထားတဲ့ပြူခွေးဆက်ကောင်ပါတဲ့အဖွဲ့ကဘေးဒွတ်ဆိုင်ကတူကိုဖမ်းဆီးပြီးငွေညှိနေတာဒီနဲ့မြန်မာမတွေ့ဘူးတဲ့ကောင်တွေတခြားကဖြစ်ဖို့များပါတယ်ငွေတောင်းမရရင်ဘေးဒွတ်တွေကိုတင်းယူတယ်ဟူဒေတာဖက်ဒေတာခံပြီးတူတူကပြောဆိုထားဖြစ်ပါတယ်အလောင်းသူဒလမြို့နယ်လိုင်တရာမြို့နယ်တကုံမြို့တင်မြို့နယ်များတွင်လည်းစစ်တပ်နဲ့အရန်များကဘေးဒွတ်ဆိုင်ကများကိုစီမံချက်ဖြင့်အရေးယူပြီးစကားစီကဖွဲ့စည်းနေတဲ့ တဲ့ပြည်သူလုံခြုံရေးအဖွဲ့များတွင်ပါဝင်၍စစ်မှုထမ်းတပ်သားဆူဆောင်ပေးရန်စီရင်နေကြောင်းလည်းသိရှိရပါသည်။စကောက်စီဟာတာဂီတာမျိုးနဲ့အတွင်ဘေးတွင်းဆိုင်ကမောင်းနေတူတချို့ကိုလည်းတရင်ပေးအဖြစ်မွေးမြူပြီးစစ်မှုထမ်းခိုင်းရမဲ့လူငယ်များရှိနေတဲ့နေအများကိုလက်လံစစ်ဆေးခံခြင်းအစဉ်ဖြင့်လာနေတဲ့လူငယ်များကိုလည်းထောက်လန်းခံခြင်းများလုပ်ဆောင်နေကြောင်းသိရှိရပါသည်။အကြောင်းရတဲ့ဆက်ပေးမှုကိုဒီမှာပဲခေတ္တရနာကိုပြပါရှင်အာဘိနာဆင်မှုအထွေအထွေကျေးဇူးတင်ရှိပါတယ်ရှင်